မိကိုတရားဆောင်သောဓမ္မရဇာတရားတစ်ဖြင့်မင်းပြုသောသာတုရံတော်သမုဒ္ဒရာ၄စဉ်အပိုင်းခြားရှိသည့်၄ကြုံလုံးကိုအစိုးရသောဝိသီတဝီယံအပေါင်းကိုအောင်မြင်နိုင်သောဇနပတ္ထဝရိယပတ်တော်တိုင်းနိုင်ငံကိုကြီးငြိမ်စေနိုင်သောတန်တယရဏသမဏဂတောယရဏခုနပါတို့နှင့်ပြည့်စုံသောသာသဇဂဝတိစေတဝရမင်းဖျားသည်ဟောတိဖြစ်ပေါ်နိုင်ပေ၏ တကယ်၍ဒီပုဂ္ဂိုလ်32ပါးသောယောက်ျားမြတ်တို့လက္ခဏာတော်တို့နှင့်ပြည့်စုံညီညွတ်နေတဲ့ပုဂ္ဂိုလ်ဟာဒီရတီထောင်လူပေါ်မှာသာနေထိုင်ခဲ့မယ်ဆိုရင်တရားဆောင်တဲ့တရားသဖြင့်တန်တီအုပ်ချုပ်မင်းလို့နေတဲ့သမုဒ္ဒရာ၄စင်းအပိုင်းခြားရှိနေတဲ့လေကျွန်းလုံးကိုအစိုးရတဲ့ယံအပေါင်းကိုအောင်မြင်စေနိုင်တဲ့တိုင်းနိုင်ငံကိုလည်းဤငြိမ်စွာအုပ်ချုပ်နိုင်တဲ့အစွမ်းအားရှိတဲ့ ယရဏခုနှစ်ပါးတို့နှင့်ပြည့်စုံနေတဲ့သေချေပရိမင်းကြီးဖြစ်နိုင်တယ်။ဒီယရဏခုနှစ်ပါးတွေကဘာတွေလဲလို့မေးရင်တတိမာနီတတယရဏနိဗ္ဗာန်တိတယထိတံသက်ကယရဏဟတိယရဏအတယရဏမဏိယရဏဒိဋ္ဌိယရဏကဗတိယရဏပရိနာယကယရဏမေဝသတ္တမယရဏခုနှစ်ပါးတေကျဝိရမင်းတို့မှာယသိနေတဲ့ယရဏခုနှစ်ပါးကဘာတွေလဲဆိုတော့နံပါတ်1သက်ကယရဏ ဒီစဉ္ကြရတနာရဲ့သွားကောင်းကင်ဖာနန်းတော်ရဲ့ဦးကောင်းကင်ဖာကြီးနေပါတယ်အလိုရှိတဲ့ချိန်ကမှဒီစက်ရစက်ကြရနာကိုစကြဝဠမြင့်ကလေပတ်စီခဲ့မယ်ဆိုရင်စက်ကြရနာကြီးလေပတ်လာတဲ့အချိန်ခါမှာဒီစက်ကြရနာအပေါ်မှာစီးနှင်းလိုက်ပါသွားတယ်စကြဝဠမြင့်အမှုပြုနေတဲ့အင်္ဂါ၄ပါးရှိတဲ့စစ်တီရဲ့အင်္ဂါ၄ပါးရှိတဲ့ ရင်ကလေးပါရှိတဲ့ပြည်သူတွေနဲ့ငါကပြိဋ္ဌအပေါင်းကလေးကျွန်းလုံးကိုလှည့်မယ်ဆိုရင်တမနဲ့အတူကြီးနိုင်နော်ဒီလောက်အင်အားကြီးမှတဲ့အလွန်လင်းမြန်တဲ့အစိတ်ကယရဏတစ်ခုဖြစ်တယ်။ဟာတိယရဏဆင်းယရဏဆိုလို့ရှိရင်ဆင်းပြီးတော့ယရဏဖြစ်ပါတမနဲ့အတူမှလေးကျွန်းလုံးကိုလှည့်လို့ရတယ်ဆင်းယရဏတူကောင်းရင်သွားလို့ရတယ်ယရဏပဲအတ္တယရဏမြင်းယရဏဆိုလို့ရှိရင်လည်းဓမ္မနဲ့အတွင်းမှာလေးချင်းလုံးကိုလှည့်လို့ရနိုင်တဲ့ ယရဏမင်းယရဏတခုဖြစ်ပါလေမဏိယရဏဗရမယရဏဆိုတာကတော့ဖြစ်မြောက်ရှိတယ်ခံလုံးကခံမြင်လုံးကပမာဏရှိနေတဲ့ဝိလူရိယကြောင့်မြဲရယရဏကြီးပဲဒီယရဏရဲ့စွမ်းအားကဘလောက်ကြီးမားတယ်လဲဆိုရင်တော့ဒီနေ့စကြစကြဝရမင်းစကြဝရမင်းတို့ပဲဆိုကြပါစို့ဒီယရဏဟာဘလောက်တကောကြီးမားတယ်ဆိုတာသိခြင်းနဲ့အဲ့အတွက်လာကွယ်နေညာ သံဃောင်ရအချိန်မှာလက္ခဏိညာသံဃောင်ရအချိန်မှာဒီပရမယရဏာကြီးကိုယူပြီးတော့သင်္ကလေးပဲရှိတဲ့စစ်တီနဲ့စစ်ချီထွက်စစ်ချီထွက်လိုက်တဲ့အချိန်ကမှာဒီပရမယရဏာရဲ့လင်းအောင်ကြီးဒီတစ်ဆက်နှိယဇနာရှိတဲ့ကြီးကိုပြတ်နှံပြီးထွက်တစ်ဆက်နှိယဇနာအတွင်မှာတည်ရှိနေတဲ့လူသားတွေဘာဖြစ်လာကြလဲ မိုးလင်းလာပြီလို့ထင်ပြီးတော့အလုပ်တွေထပ်လုပ်ကြတယ်။ဒီလောက်အထိထုံရင်တင့်တယ်တဲ့ယရဏတစ်ခုဖြစ်ပါတယ်နော်။ဒါကအလွန်ကြီးကျယ်မြင့်မြတ်တဲ့ယရဏကိုဆိုလိုရင်းဖြစ်ပါတယ်။အကြအကြအသေးဘက်ဖြစ်တဲ့ယရဏတွေကတော့မပြော့ပါလောက်ပေါ်ဘူးများစွာရှိနော်။နောက်တစ်ခုအဋ္ဌိယရဏမိဖုရားယရဏပဲ။မိဖုရားယရဏကလည်း၁၂တောင်တိုက်ခန်းမိမိထုံမဲလင်းတဲ့ကိုရောင်ကိုဝါရှိပြီးတော့ လူရဲ့အစဉ်ကိုလုံပြီးတတ်တို့ရဲ့အစဉ်တည်းများအလွန်ချောမောလှပ်ပါတဲ့မိပြရတနာတူဖြစ်ပါတယ်။ဆောင်းအခါမှာနှွေးတဲ့ကုံွေရှိပြီးတော့နှွေးခါမှာအေးတဲ့ကုံွေရှိနော်။ပဇက်ကကြည့်လိုက်ရင်ကာညုံနဲ့နေထွက်ပြီ။အဲဒီတော့သူကအလွန်မွှေ့ကြိုင်နေတဲ့ကာညုံနဲ့သံတကုဏ္ဏနေထွက်ပြီ။ခန္ဓာကိုယ်ကသံတကုဏ္ဏဖြစ်တယ်။ပဇက်ကကာညုံနဲ့ဖြစ်တယ်။ သူတို့ရဲ့ဘုံကံကြောင့်ဖြစ်ပေါ်လာတာပဲနော်။နောက်ဂဟမဏိယရဏဆိုရင်တတိယရဏဒီတတိယရဏကလည်းရှင်မင်းအလိုရှိတဲ့ပစ္စည်းအချင်းချင်းထုတ်ပြီးနှိမ်တဲ့အစွမ်းအဖြစ်ဒီချိန်မှာသဇူရမင်းကမြင့်ကမြင့်ဖြတ်ကူးတဲ့အချိန်ကဒီတတိယရဏရဲ့စွမ်းရင်ကိုသိကျင်တဲ့အတွက်ပန်းလို့တယ်လေ။ရင်းကမြင့်လေရောက်တဲ့အချိန်ကမှတတိယငါတော့ရွှေရဏအလိုရှိတယ်လို့ပြန်ပြော ကဲအရှင်မင်းကြီးရွှေရဏကိုအလိုရှိတယ်ဆိုလို့ရှိရင်ငင်းကမ်းပြီးကြိုက်တဲ့ဘက်တစ်ဖက်ကန်ကတ်တာကတ်လိုက်ပါတစ်ဖက်ကန်ရောက်မှတော့မလိုချင်ဘူးဒီငင်းကမ်းပြီးရေအလဲမှာပဲငါအလိုရှိပါတယ်လို့ပြောတယ်အဲ့ဒီချိန်ကမှဒီတတိယရဏကမလုလိုက်လဲငင်းကမ်းပြီးရေကိုလက်နဲ့ခွဲပြီးတော့အောက်မှာငင်းကမ်းပြီးအောက်မှာရှိနေတဲ့ရွှေတွေကိုပေါ်လာအောင်ထုတ်ယူလိုက်သူ့ရဲ့ဘုံကံနော် ဘာဘုံကံနဲ့လို့မြည်တော့ဒီတိယရဏမှာကဘယ်နေရာမှာဘာယရဏရှိတယ်ဆိုတာကိုသူကမျက်စိမှာမှန်ပြုံးမတက်ဖင်းနဲ့အလိုလိုကြည့်အကုန်လုံးမြင်တယ်နော်ဘယ်နေရာမှာဘယ်လိုယရဏတွေမြုံနှံထားတယ်အဲ့ဒီမြုံနှံထားတဲ့ယရဏကတိကိုအလိုရှိခဲ့မယ်ဆိုရင်မတူးမဆွာဖင်းနဲ့သူကရဟန်းနဲ့စွန့်အားရှိပရိနာယကယရဏနောက်တစ်ခုခုနှစ်ခုမြောက်ဒါကြီးယရဏပဲဖခင်ရဲ့အကိုစားစကြဝဠာမင်းရဲ့အကိုစား တိုင်းပြည်မှာအမှုကြီးငယ်အသွေးတကောစီမံအုပ်ချုပ်နိုင်တဲ့ကျွမ်းအားရှိတဲ့သာတိရဏပဲအဲ့ဒီလိုသာတိကလည်းသူ့မှာများစွာရှိပါတယ်နော်ဘလောက်ကြီးများတယ်ဘရောသဟသံခောပဏ္ဍဗုဒ္ဓဘုန်းတိသူရဝိရင်္ဂရူပာပရတိနာပမန္ဒနာအတ္တထုစကြဝဠာမင်းအားဘရောသဟသံခောဗုဒ္ဓသူရရရင်ကုန်သောဝိရင်္ဂရူပာသူရဲကုန်ဆွဲလုံလံမျိုးရှိကြကုန်သော ပရတိနာပမတနာတဖယံသည်စိတိတို့ကိုနှိမ့်နှင်းဖြည့်ရှိခြင်းခါသွန်နေကြကုန်သောပရောတဟတံခောဗုဒ္ဓအထောမကသောတာယရဏတို့သည်ဘုံတည်ရှိကြလေကုန်၏။တာညိယရဏအမှုရှိတဲ့အမတန်ရင်းရင်နဲ့စွမ်းအားရှိတဲ့သူရဲ့ကောင်းဇွဲလုံးလာနှင့်ပြည့်စုံနေနေတဲ့တဖက်စိတ်တွေကိုနိုင်နှင်းအောင်ဖြည့်ဆည်းနိုင်တဲ့စွမ်းအားရှိတဲ့သာဘုံအထောမကရှိတယ်။ သောဣမံပထဝီသံဃရပရိယတအတ္တန္တိနအတ္တတိနဓမ္မိနအမိဝိစီယဣဇဝတတိသောဒုစဉ္ဇဝရိမင်းကြီးသည်သံဃရပရိယတသမုဒ္ဒရာအဆုံးပိုင်းကြားရှိသောဣမံပထဝီဣမဟပတဝီမြေကြီးကိုအတ္တန္တိနငင်းစင်ခြင်းမရှိဘဲအတ္တတိနတပ်ပြမှုမရှိဘဲဓမ္မိနတရားတော်နိလန်းဖြင့်အမိဝိစီယအောင်းနိုင်ခဲ့၍ ဒီဇဝေတ္တိတိုင်းပြည်ကိုစုံမအုပ်ချုပ်နိုင်ပြီ။ညှမနှိမ့်စေမှုမရှိဘူး။တပ်ဖြတ်မှုလည်းမရှိဘဲနဲ့တရားတော်နိလန့်ဖြင့်တိုင်းပြည်ကိုအုပ်ချုပ်နိုင်တယ်။ဘယ်လိုအုပ်ချုပ်တယ်လဲဆိုတော့သူ့မှာလက်နဲ့သုံးခုရှိတယ်။အဲ့ဒီလက်နဲ့သုံးခုကဘာလဲလို့ဆိုတော့ဒါနာ၊မဒ၊သံယမ ဒါနဆိုတာကတိုင်းသူပြည်သားတွေမှာလိုအပ်တယ်ဘာလိုအပ်တယ်လဲလိုအပ်တဲ့ပြည်သူအလုံးလှူဒါန်းနိုင်တဲ့ဆွမ်းအားဖြင့်ဥပမာမဟာသုဒ္ဓတနာဖြစ်ကြမင်းကြီးတို့ဆိုလို့ရှိရင်သူရဲ့နေပြည်တော်အတွင်းမှာပဲရေကံမောင်းယရနာခုနှစ်ပါးတို့ဖြင့်ကြီးချေထားတဲ့ဥဒိနဲ့ပြည်ဆောက်ထားတဲ့ရေကံမောင်း၈၄၀၀လောက်ရှိနေပြည်တော်တစ်ခုအတွင်းမှာအဲ့ဒီရေကံတွေကိုညနေကျန်အခါမှာ တိုင်းသူပြည်သားမျိုးသူမျိုးသားတွေကအပန်းဖြင်းရန်ထွက်လာတဲ့အချိန်ခါမှာရေကန်ရောက်ပြီဆိုရင်ဘာအလိုရှိတယ်အလိုရှိတဲ့ပြည်စီအကုန်လုံးလှူဒန်းပေးဟိုအလိုရှိတဲ့ပုဂ္ဂိုလ်တွေကိုဟိုလှူဒန်းပေးအစားအလိုရှိတဲ့ပုဂ္ဂိုလ်တွေကိုအစားလှူဒန်းပေးရုပ်သာဆိုအရက်တောက်ချင်တဲ့ဇွင်တောင်မှအရက်လှူဒန်းပေးနော်ဒီနေရာရောက်လာလို့ရှိရင်ဘာမှအလိုရှိတာဘာမရဘူးဆိုတာမဖြစ်စေရဘူး တိုင်းပြည်ကိုသူကအဲ့ဒီနီးစင်နေတဲ့အုပ်ချုပ်ထားတဲ့တိုင်းသူပြည်သားတွေမှာလူရာကိုရနေတဲ့အတွက်သူတို့ဘက်ရဲ့ပြည်စည်းကိုမတရားယူခြင်းနဲ့စိတ်ထားတယ်လေမရှိတော့ဘူးကိုချင်းတိလာတွေကောင်းတာနော်ကိုချင်းတိလာတွေကောင်းအောင်ဒါကတရားသောနီးလန်းဖြစ်အုပ်ချုပ်ခြင်းလက်နဲ့တစ်ခုအလွယ်ရှိတဲ့ပြည်စည်းတွေကိုအလွယ်တကူရနိုင်အောင်သတိဉာဏ်ကလည်းဆောင်ရွက်ပေးတယ် ဒီကြရင်မင်းကြီးပိုင်းဆိုင်နေတဲ့အတွင်းအပအသုံးအဆောင်ပစ္စည်းတွေကလည်းများစွာရှိရတနာပေါင်းများစွာရှိနေတဲ့အတွက်တိုင်းပြည်ကိုအလိုရှိနေတဲ့ရိက္ခဝန်တန်းတွေကိုအလိုရှိနေတဲ့ရိက္ခကိုလုံလောက်အောင်ပေးနိုင်နေစွာရှိနောက်တစ်ခုကတော့မဒမိမိကိုယ်တိုင်ကငါဘတိလဆောက်ကြည့်တယ်တိုင်းသူပြည်သားတွေကိုလည်းငါဘတိလဆောက်ကြည့်သေးတယ်ဒါကသူတိုင်းပြည်အုပ်ချုပ်တဲ့လက်နက်တစ်ခုပဲ နောက်နံပါတ်3လက်နက်ကတော့တန်ရမမိမိကိုယ်တိုင်ကဥပုပ်သရင်စောင့်သုံးတိုင်းသူမိသားတွေကလည်းဥပုပ်သရင်စောင့်သုံးကြည့်တယ်စဉ်းစားကြည့်ပါအိမ်တိအိမ်မှာဆိုကြတယ်နော်ဒီဝရေးကလည်းအလုံးကြည့်လည်နေပြီဆိုတော့သာဝနေကြီးတွေကြည့်လည်နေတယ်ကြည့်လည်နေတဲ့ဒီအိမ်တွေမှာအိန္ဒုအိမ်သားအလုံးကနံပါတ်1သူ့တယ်လည်းဘလို့မှမတတ်ဘူးနံပါတ်2သူ့ပြည်စီလည်းမတရားမယူကြဘူး နံပါတ်3ကာမိတုမိစ္ဆာစရခေါ်တဲ့မှန်ရင်ဖောက်ပြန်နေတဲ့ကာမမှာကျင့်တယ်လို့ခေါ်ဆိုအပ်တဲ့အကျင့်တွေလည်းဘယ်လို့မှမကျင့်ကြဘူးအလုံးကိုကျင့်တရားသိကောင်းနံပါတ်4ဟူသားလည်းဘယ်လို့မှမပြောကြဘူးနံပါတ်5မူရင်စေဝါဆိုလို့လည်းသုံးဆွဲတဲ့ပုဂ္ဂိုလ်အင်းသူအင်းသားတွေမှာတယောက်မှမရှိဘူးဒီလိုဆိုရင်ဒီအင်းသားဒီအင်းသူအင်းသားတွေကဒုနဲ့တူကြည်နုပြီးတော့ချမ်းချမ်းသာသာမနေရဘူးလားနေရနိုင်တယ်ဆိုအပ်ရှိတယ် ဣန္ဒိမချမ်းသာမှုရှိတယ်လို့ယွာတူယာနှမ်းကြည့်လိုက်ဒီယွာတူယွာသာအလုံးငါးပါးတိလကိုချင်းတိလပြည့်ကြတယ်သူ့တဲ့တတ်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးသူ့ပြည်စီမတရားယူတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးသူ့သားများဖြစ်စီတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးမူသားပြောတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးမွေးစေဘာတွေသုံးသပ်နေတဲ့ပုဂ္ဂိုလ်တယောက်မှမရှိကြဘူးဒီလိုဆိုရင်ဒီကြီးရဟာအများအားဖြင့်တကားဖွင့်ထားလို့မရနိုင်ဘူးလားနော်နောက်တစ်ခုမြို့တစ်မြို့ မြို့တစ်မြို့မှာလည်းဒီတိုင်းပဲမြို့သူမြို့သားအလုံးသုံးဖို့နေပဲမြို့နယ်တနယ်အလုံးအတွင်းမှာတည်ရှိနေတဲ့လူသားအလုံးကြအလုံးဟာဘယ်သူမှသူ့အတယ်လည်းမတတ်ကြဘူးသူပစ္စည်းလည်းမတရားယူတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးသူသားများလည်းဖြစ်စည်းတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးမူသားပြောတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးမူရင်းစေဝါမိဘတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဒီလိုဆိုရင်ဒီမြို့နယ်ချမ်းသာမလားဆင်းရဲမလား ချမ်းချမ်းသာသာနေကြရအောင်နော်အဲ့ဒီလိုလက်နဲ့ကောင်းလေးတွေတင်းကြီးကိုအထုတ်ပြီးတော့မြို့နယ်တနယ်မှာငါးပါးတိလမြင်ရင်ချမ်းသာတယ်လို့ဒီနယ်တခုမှလည်းဒီနယ်တခုအတွင်းရှိနေတဲ့ပုဂ္ဂိုလ်အလုံးငါးပါးတိလအမြဲကြမြဲဆိုရင်ဒီဒီနယ်ဒီမချမ်းသာဘူးလားချမ်းသာကြတယ်ညဘက်ကဘယ်နေရာသွားသွားအန္တရာယ်ဆိုတာရှိမလားမရှိဘူးအမျိုးသမီးတွေဘယ်နေရာသွားသွားအန္တရာယ်ဆိုတာရှိနိုင်မလားမရှိနိုင်ဘူးမကောင်းဘူးလားကောင်း သိကောင်းတယ်ကိုကျင့်သီလကောင်းခြင်းသည်ရိုင်းပြည်တွင်ကြီးပွားတွတ်တည်းရဲ့အတွက်အခြေခံအကြောင်းရင်းဖြစ်သလားမဖြစ်ဘူးလားဖြစ်နေတယ်နော်ကိုကျင့်သီလပြည့်စည်ကြပြီကိုကျင့်သီလပြည့်စည်နေတဲ့ပုဂ္ဂိုလ်ဒီသူကောင်းနေထိုင်တဲ့အိမ်တိမ်ချမ်းသာဒုက္ခဖြစ်နေပါမလားမဖြစ်နိုင်ဘူးလင်္ကာလည်းဖောက်ပြန်တယ်မရကလည်းဖောက်ပြန်တယ်သာသမီတွေကလည်းဖောက်ပြန်တယ်ဒီလိုဆိုရင်ဒီအိမ်မှာချမ်းသာဒုက္ခဖြစ်နေပါမလားမဖြစ်နိုင်ဘူးယွမ်းတွေက ကိုကျင့်ပျက်စီးနေတဲ့ပုဂ္ဂိုလ်တွေသူပေါင်းနေတဲ့ရတွေ့ချမ်းသာဒုက္ခလည်းမဖြစ်နိုင်ဘူးကြီးပွားတိုးတက်မှုလည်းမဖြစ်နိုင်ကိုကျင့်သီလပျက်စီးနေတဲ့ပုဂ္ဂိုလ်တွေသူပေါင်းနေထိုင်နေတဲ့မြို့နယ်တစ်ခုကြီးပွားမှုတိုးတက်မှုလည်းမဖြစ်နိုင်ဘူးချမ်းသာဒုက္ခရောက်ဖို့လည်းအမတန်ခက်တယ်ယုံနေကနာတွေမှာအမတန်အလုံးရှုပ်နေလိမ့်မယ်နော်အလားတူပဲပြည်နယ်တစ်ခုသုံးဖို့တန်းကြီးတည်းဒီတိုင်းပဲကိုကျင့်သီလပျက်စီးနေတဲ့ပုဂ္ဂိုလ်တွေသူပေါင်းနေထိုင်ပြီဆိုရင်ဒီတိုင်းပဲကြီးပွားတိုးတက်မှုဖြစ်မလား ဖြစ်တယ်ခုသေကျဝိရမင်းကြီးကတိုင်းပြည်ကိုအုပ်ချုပ်တဲ့အပိုင်းမှာသူကနံပါတ်1ဌာနနံပါတ်2မဒခေါ်တဲ့၅ပါးတိလဒီလက်နဲ့ကောင်းတစ်ခုနဲ့သူကအုပ်ချုပ်သူကိုယ်တိုင်လည်း၅ပါးတိလမြဲတယ်တိုင်းသူပြည်သားတွေကလည်း၅ပါးတိလမြဲအောင်ကျင့်ကြံကြိုးကုပ်အထုပ်စီတယ်အထုပ်စီအောင်လဲသူကလူကန်းစီလူရန်ပေးတဲ့အတွက်ကြောင့်လည်းတိုင်းသူပြည်သားတွေမှာသဝဝိနည်းကပြည်လင်းနေတော့ မကောင်းတဲ့ဒုစိတ်တွေကိုညွှန်ကြည့်ခြင်းနဲ့သင်္ခါတွေလည်းတစ်ဖြည်းဖြည်းကျင်းကကျင်းကွာသွားတယ်နော်နောက်တစ်ခုကတော့တန်ရမမိမိကိုယ်တိုင်ဥပုသ်တင်စောင့်သုံးတဲ့တိုင်သူကြီးတွေကိုလည်းဥပုသ်တင်စောင့်သုံးစီအဲဒီလိုဥပုသ်တယ်ဥပုသ်တင်စောင့်သုံးနေထိုင်နေတဲ့ပုဂ္ဂိုလ်တွေဥပုသ်တင်စောင့်သုံးပုံနဲ့ပတ်သက်လို့ဘုသူတာလေးတစ်ခုဒီမှာတော့နည်းနည်းပြောပါမယ်နော်ဟောရှိရခင်ဒုံကတော့ဥပုသ်စောင့်နေဆိုတာကတော့ရက်တွေ့ကြည့်မယ်ဆိုရင်တော့တော်တော်လေးများကြတယ် အဖိနေမှာကြောက်တယ်ဥပုံနေကြောက်တယ်ဥပုံအထွက်တည်းရဲ့နေကြောက်တယ်ဒီတော့တလမှာ၄သိန်းရှိတယ်ဆိုတော့ဒန္တရင်ဒန္တရင်မှာ၃ရက်၃ရက်ဆိုလို့ရှိရင်ဘယ်နည်းဖြစ်သွားလဲ7ရက်လာဇန်9ရက်နေကြောက်တယ်လာဇန်9ရက်နေကြောက်တယ်ပေါင်းလိုက်တော့တလမှာဘယ်နည်းရလဲ7ရက်ဥပုံကြောက်တဲ့ရက်တလတလမှာ7ရက်ရှိပါတယ်နော်အဲ့ဒီဇလိရဲ့လုံလုံမိမိကိုယ်တိုင်လည်းဥပုသ်စောင့်တယ်လို့တိုင်းသူပြည်သားတွေကိုလည်းဥပုသ်စောင့်သုံးသေးတယ်နော် အဲ့ဒီလက်နဲ့သံဃုပြင်တိုင်းပြင်အုပ်ချုပ်တာကိုပဲခုဒီညမှာပြောနေတယ်နော်ဘောထုစေချုပ်ရိမင်းကြီးဒီဣမံသံဃရာပရိယန္တံသမုဒ္ဒရာအဆုံးပိုင်းချရှိသောဣမံပထဝီဣမဟာပထဝီမြေကြီးကိုအတ္တန္တိနမြင်မှနှိမ့်ဆက်မှုမရှိဘဲအတ္တန္တိနသက်ပြတ်မှုမရှိဘဲသမေနာတရားသောနိလန်းဖြင့်အပြိဝိစီယအောင်နိုင်၍ ။ဣဇာဝတ္တိသောဥပ္ပနိထိုင်ပြီ။တိုင်းပြီးအုပ်ချုပ်နေတယ်။တရားတော်နိလန်းနဲ့ဘရဝရီကိုညှိပန်းနှိစ္စဖို့မရှိဘူး။တိုင်းသူမိသားစုကိုတပ်ဖြတ်ဖို့မရှိဘူး။တရားတော်နိလန်းဖြင့်အောင်းနိုင်ပြီးတော့တိုင်းပြီးကိုအုပ်ချုပ်နေတယ်နော်။